၃ရက်ကြာကျင်းပနေတဲ့ရန်ကုန်စီးပွားရေးတက္ကသိုလ်ရွှေရတု290ပြည့်အခမ်းအနားရဲ့ဒုတိယမြောက်နေ့မှာတော့ပမောက်ခချုပ်ဒေါက်တာအေးလိုင်ရဲ့ခြေသွင်းရုပ်ထုကိုဖွင့်လှစ်ခဲ့ပါတယ်။ဒေါက်တာအေးလိုင်ဟာရန်ကုန်စီးပွားရေးတက္ကသိုလ်ကိုဘလုံလန်းညုံဦးဆောင်ခဲ့တယ်လေ။1964မှာရန်ကုန်စီးပွားရေးတက္ကသိုလ်ကိုတီးခြားထူထောင်ခြင်းပထမဆုံးအုပ်ချုပ်ခဲ့တဲ့ဒေါက်တာအေးလိုင်ဟာတင်ယွန်းညွန်းနှန်းဆိုင်ရာပညာရေးအဖွဲ့တွေပုံပေါ်လာအောင်လှုပ်ဆောင်ခဲ့တယ်လို့ ဒီကနေ့မြင်တွေ့ရတဲ့အသီးပွင့်တွေဟာဆရာကြီးပြည့်စုံပြောထောင်ခဲ့တာဖြစ်တာကြောင့်အဆက်ဆက်သောပါမောက္ခကျုပ်တွေဟာဆရာကြီးရဲ့လမ်းကြောင်းပေါ်ရှောက်ခဲ့လို့အောင်မြင်ခဲ့တဲ့အကြောင်းဥအောင်မိုးသူကရှင်းပြပါတယ်တောက်တူကြီးရဲ့ပထမဆုံးပေါ်မောကကျုပ်ကြီးကိုကျေးဥ်တစ်ခုအနေနဲ့ယနေ့ ကွန်ပျူနိုင်နေပေါ့နော်တကယ်တမ်းဆိုရင်ဆရာကြီးပုံမှာကျောင်းသားကျောင်းသူပေါင်းနေတာနှစ်ပေါင်း90မှာမှကွန်ပျူနိုင်နေဆိုတာအရန်အောင်နောက်ကျနေပါလေဒါပေမဲ့ဂုံယူပါတယ်ဒီတရုတ်ကြီးဟာလာပြီးကြည့်ဖို့အလှပြရိုက်ဖို့အတွက်လုပ်ထားတာမဟုတ်ပါဘူးဆရာကြီးကိုကြည့်မယ်ဆရာကြီးရဲ့ဂုံယူကိုယူမှန်းမယ်ဆရာကြီးရဲ့ဥဆောင်မှုတွေကိုအတုယူမယ်ဆရာကြီးလို့စူးစမ်းမယ်လူငယ်တွေကဒီလိုစိတ်ထားလေးတွေရောငွေးစေတင်တယ်နှစ်90ကြာမှပမောက္ခတုတ်ကြီးကိုခြေရုပ်ထုတစ်ခုနဲ့ဂုံပြူနိုင်တာ အရန်ကိုနောက်ကျတယ်လို့ခံစားမိပြီးဒီခြေရုပ်ထုဟာအလှပြတက်တက်မဟုတ်ပဲနောင်လာနောက်သားတွေအတူယူစူးစမ်းစီခြင်းလို့ဖြစ်တယ်လို့ပြောပါတယ်။ရွှေရတုပွဲတော်မှာကြည်ရင်းသာမကကြည်ပရောက်နေတဲ့ကရော့ခံဆရာဆရာမကြီးတွေပါတက်ရောက်ခဲ့တယ်လို့ကြော်ဝဲရှင်ဝဲအပြင်ចောင်းကိုဂုံပြုတဲ့ကိစ္စလည်းပါဝင်ပါတယ်လို့ဒေါက်တာခင်နိုင်ဦးကဆိုပါတယ်။ចောင်းတော်ကြီးအတွင်းရှိဖို့နဲ့တငယ်ချင်းဟောင်းတွေပြန်ဆောင်ခွင့်ရတာကြောင့်စီးပွားရေးတက်ကတူဟာအရေးကြီးတဲ့ခွင့်ရက်တစ်ခုလို့ ခံစားမိတယ်လို့ပြောပါတယ်။ကျမအနေနဲ့ကတော့တအားကိုပီတိဖြစ်ပါတယ်။ ်အခုဆိုရင်လည်းပဲနိုင်ငံခြားကနေပြီးတော့လည်းပဲဆီယမကြီးတွေကတော့ခံဆီယမကြီးတွေကလည်းပြန်လာသလိုကတော့မဲ့သူတွေကလည်းပဲဗမာပြည်တွင်းမပြောနဲ့နိုင်ငံခြားတောင်အကုန်ပြန်လာနေကြတာနှစ်90တွင်းမှာအမိတက်သူကြီးကဘာတွေကိုဆောင်ရွက်ပေးခဲ့တယ်လဲဘလို့အောင်မြင်မှုတွေရတယ်လဲဆိုတာတွေကိုပြကြတာပေါ့ဒါတွေကိုကြည့်ပြီးတော့တအားပီတိဖြစ်ပြီးတော့ပျော်ရွှင်နေကြတယ်အင်အားတွေဖြစ်လာတယ်နောက်မျိုးဆက်သစ်တွေအတွက်ဒီเจ้าကြီးရဲ့နောက်နှစ်ပေါင်းများစွာအတွန့်ရှိအောင်ငါတို့တွေဝိုင်းဝန်းဆောင်ရွက်မယ်ဆိုတဲ့ပီတိတွေပေါ့ နောက်တငယ်ချင်းတွေတွေ့ရတဲ့ PT တွေဆို networking ဟာဘာမှအရေးကြီးဆုံးသောကွန်ရက်ကြီးတစ်ခုဖြစ်ပါတယ်။ဖန်ကူဟာ80 87ကျောင်းသူအောင်ဒေါခင်ပြုံးနှင်းကတငယ်ချင်းဟောင်းနေနဲ့ပြန်ဆုံရင်လိုရွှေရတုအမတ်တရပွဲကိုတက်ရောက်ချင်တာမို့ရောက်လာတဲ့သူတွေကတယောက်ပါ။နှစ်30ကြာကွဲခွာခဲ့တဲ့တငယ်ချင်းတွေနဲ့ပြန်ဆုံရလို့ကျောင်းသူဘဝခန်းစားချက်ကိုပြန်ရတယ်လို့ပြောပါရယ်။ ဒီနေ့တော့ဆရာကျမတွေကိုမကရသေးဘူးပေါ့နော်ဒါမျိုးတကယ်ချင်းဟောင်းတွေတော့တန်လေးပြီးဆုံးတွေ့နေရပြီဆိုတော့အတိုင်းပြည်ပဲဝမ်းသာမိပါတယ်အရင်ကအကြောင်းနေခဲ့တဲ့ခံစားမှုမျိုးပြန်ရတယ်ပေါ့နော်ဆရာကြီးကိုတော့ကျမတို့မမေးလိုက်တော့ပါဘူးနော်ကျမတို့လက်ထက်မှာတော့ဒါမျိုးဒီဆရာကြီးစသည်ထောင်ရတဲ့တက်ကိုကြီးဆိုတော့အဲ့ဒါကောင်းတယ်ဒီကြောင်းရတယ်တော့ကျမတို့လည်းဒီကြောင်းကြီးတက်ခဲ့ရတယ်ပျော်ခဲ့ရတယ်ဟိုတရားရတဲ့အတူတူရခဲ့ကြတယ်ဆိုတော့ဒီဆရာကြီးရဲ့ဘုရားကျူးကိုအတိုင်းပြည်ပဲကျေးဇူးတင်ပါတယ်အဲ့ဒီကျေးဇူးနဲ့စိတ်နဲ့ပဲသူ့ရဲ့ရုပ်ကိုလည်းပြရချင်ပါတယ် ဆရာကြီးဒေါက်တာအေးလိုင်သင်တဲ့နှစ်ကိုမမီလိုက်ပြီမယ်။ဆရာကြီးတီထောင်ခဲ့တဲ့တက္ကသိုလ်ကြီးဟာနှစ်90ကြာတည်တန်းခဲ့တာမို့ဆရာကြီးရဲ့ဂုဏ်ကျေးဇူးကိုကျေးဇူးတင်တယ်လို့ဆိုပါရယ်။